်မြမလေရွေးစင်ဟောင်းဂိုးသမားတင်ဟစီသူဟာရာဒီကုံရင်ရန်နာဘုံအတင်းကထွက်တော်မယ်လို့ပြောထားပါတယ်။သူ့ရဲ့စကားတွေအတွက်နီးပြ Reality Series ကလည်းဒီရာဒီကုံအထိပွဲထွက်ခွင့်မပေးတော့ဘူးလို့တုံ့ပြန်ခဲ့ပါတယ်။တီဟစီသူရဲ့အနာဂတ်ဘာတွေဆက်ဖြစ်လာမလဲဆိုတာကိုတော့သတင်းနောက်ရှေ့ဘုတ်ကတင်ဆက်ပေးပါလိမ့်မယ်။မြမလေရွေးစင်ဟောင်းဂိုးသမားတီဟစီသူဟာရာဒီကုံရင်ရန်နာဘုံအတင်းကထွက်တော်မယ်လို့ပြောထားပါတယ်။ဒါကြောင့်ရန်နာဘုံနီးပြ ရီနီတီစီရီကလည်းယာစီကုံအထိပွဲထွက်ခွင့်မပေးတော့ဘူးလို့ပြန်လည်တုံ့ပြန်ခဲ့ပါတယ်ကျွန်တော်တော့အဲ့နောက်တစ်ဆင့်ကိုဘေးသိမ်းသွားမယ်ဘေးသိမ်းသွားမယ်လို့မရှိဘူးကျွန်တော်ကတော့ဘလို့ဆက်ကစားရမယ်ဒီကစားတဲ့ခါကျရင်ဟိုကိုကိုတက်ထားတဲ့ဟာကိုပြန်ပြီးရှယ်ယာမျိုးလုပ်ပေးခြင်းနဲ့ဒီရီကိုနော်ရှယ်ယာမျိုးလုပ်ပေးခြင်းနဲ့ပြီးတော့အေးစီးလေးနဲ့အေးစီးလေးနဲ့ကစားခြင်း ဂိုဒမာတီဟာစီသူဟာမြန်မာနေရှင်နယ်လိစတင်ချိန်မှာတော့ရခင်က Delta United ယခု Airwadi United အသင်းမှာကစားခဲ့ပြီး2013ခုနှစ်မှာတော့ရေသနာဘုံအသင်းကိုပြောင်းရွှေ့လာခဲ့တာဖြစ်ပါတယ်။2014ခုနှစ်ဘောလုံးရာသီမှာတော့အသင်းနဲ့အတူအမှတ်ပေးချန်ပီယံဆုရရှိအောင်စွမ်းဆောင်ပေးနိုင်ခဲ့တဲ့ကစားသမားတဦးလည်းဖြစ်ပါတယ်။ Last week like we said သူ့လောက်ရက်ကလုံးဝ professional မပီးတော့ဘူး။အသင်းဥက္ကဋ္ဌနဲ့ပြန်တိုင်ပင်ပြီးသူ့ကိုအေးအေးယူဖို့ဆုံးဖြတ်သွားမှာ။ ရေသနာဘုံအသင်းဟာဒီနှစ်ဘောလုံးရာသီမြန်မာနေရှင်နယ်လိပွဲစဉ်ဆက်တပွဲကစားပြီးချိန်အထိအဓိကဂိုးသမားဖြစ်တရားစီသူကိုပွဲထွက်ခွင့်ပေးထားခဲ့ပါတယ်။ဒါ့ပြင်ရေသနာဘုံအသင်းဟာလိပွဲမှာပေးဂို73ဂိုးအထိပေးခဲ့ရတဲ့အပြင်2015 AFC Cup အုပ်စုပွဲစဉ်တွေမှာလည်းပေးဂို20အထိပေးခဲ့ရပါတယ်။